ဟုတ်ကဲ့အားလုံးပဲမိင်္ဂလာပါခုရေကြည်မှုอ่ะဗောနော်မရော့ပဲနဲ့ထပ်ပြီးတော့ညင်းတက်လာပါတယ်နေ့ကတော့ဆက်တက်လာပဲ14ရက်နေ့ရဲ့ဒီရေကြည်တဲ့တည်င်းတက်တွေကိုလာပြီးတော့ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာဟိုက်တည်င်းတွေကထုတ်ပြန်ကြေညာထားတယ်ဒီမျိုးနယ်စက်တမျိုးနယ်မှာဗောနော်မျိုးနယ်တော်တော်များများကရေကြည်နေပါပြီဒီမှာဥသောအဆိုးဆုံးခံရတဲ့မျိုးနယ်ကတော့အယူတရားမျိုးနယ်ပဲဖြစ်ပါတယ်တမျိုးလုံးညီပါကိုရေတွေလွှမ်းမိုးပြီးတော့ တော်တော်ဒုက္ခရောက်ခဲ့ပါတယ်။ဘုရားတော်ဒီအန်ထောင်မျိုးနဲ့မှာဗောနော်ဒီလိုဒီမြစ်ဘေးမှာကာထားတဲ့ဥဒ္ဒရာယပြူကြပြီးတော့ဒီမျိုးတွေဟိုရေတွေလုံးကြီးနဲ့ဝင်လာခဲ့ပါတယ်။ဒါကြောင့်ဒီရေလုံးကြီးနဲ့ဝင်လာတာကြောင့်သေယုံနေအဲကြောင်းနေဗောနော်အဲ့ဒီမှာလဲရေတွေလုံးကြီးရောက်ပြီးတော့မျိုးတွေမှာရေကြီးရှင်မှုတွေဖြစ်နေခဲ့ပါတယ်။ဘန်ကောက်ထဲမှာဆိုလဲဗောနော် ကောနီကာရန်ဒီမှာပိတ်ပြီးတော့အဲလူအတော်လာတွေဒါဒုက္ခရောက်နေတယ်။ဘာကလည်းမှဆိုလဲပေါ့နော်မနီယာမိုးလေးတနားလောက်ပဲယွာလိုက်တာချက်ချင်းကြီးတွေတက်ပြီးတော့ကာလန်တွေလည်းပိတ်ကုန်ခဲ့ပါတယ်။ခုစုပြင်ညာထားတဲ့မျိုးနယ်17မျိုးနယ်မှာဒီကြီးတဲ့မျိုးနယ်တွေကိုကျွန်တော်ပြောပြပါမယ်။ဦးထိုင်ဌာနီ၊ China စုဖန်ပူလီ၊စင်ပူလီ၊လွတ်ပူလီ၊အန်ထောင်း၊နတ်ထကောစီတရား မှုပကံဗန်ကောက်ဆိုပြီးတော့ဗောနော်အဲ့ဒီနေရာတရားရေတွေကိုကြီးနေပါပြီဒီမျိုးနယ်ဆက်တဲ့မျိုးနယ်တဲမှာမှာအဲယခုဗောနော်ရေမကြီးသေးတဲ့မျိုးနယ်နှစ်မျိုးနယ်ကတော့ငွန်သားပူလီနဲ့ပထုံသာနီလိပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့ကလည်းဒီမျိုးနယ်တွေလည်းမပေါ်ဆပဲနဲ့သတိထားဖို့ပြောကြားထားပါတယ်ဒီရေကြီးမှုကဗောနော်မပြီးသေးပါဘူးဆက်ပြီးတော့မြင်တတ်လာဖို့ရှိပါတယ်။ကြောက်ခရံမြေပတ်လည်မှာပေါ့နော်သူတို့ဒီအုတ်တရိုင်းအပေါ်မှာဆက်ပြီးတော့တဲအိတ်တွေနဲ့ကာထားပါတယ်။ ဒါပေမဲ့လည်းဒီဟာတစ်ဖြည်းဖြည်းနဲ့တက်လာပြီးတော့အဲ့ဒီတဲအဲ့ဒီကျော်ပြီးတော့ဒီရဲ့အပြင်ကိုယူပြီးစီးစင်းနေပါပြီအခုဆိုလို့ရှိရင်ရေရပေါ့နော်ဒီဘောင်ကျော်ပြီးတော့ဒီဘက်လူတွေရက်ွက်တွေပဲစီးစင်းလာပါပြီအားကြောင့်မို့လမ်းတွေပိတ်ပြီးတော့နေရာတော်တော်များများရည်ကြီးရွှေရှင်မှုတွေဖြစ်နေပါတယ်ပြီးတော့ဒီလိုကြီးညာထားတဲ့တည်င်းတွေထဲမှာတော့ဒီပင်လယ်နဲ့နေတဲ့နေရာတွေပေါ့နော်မဟာချိုင်သမုစာခွန်အဲ့လိုမျိုးနေရာတွေမှာလဲဒီကြီးမှုတွေဖြစ်နိုင်ပါတယ် မိုးရွာသွန်းတာများပြီးတော့ဒီလိုင်းလုံးတွေကြီးနိုင်တယ်ပေါ့နော်ဒါကြောင့်ပင်လယ်နားမြီးတဲ့လူတွေလည်းသတိထားဖို့ဆိုပြီးတော့သူတို့ကထောက်ပြကြေညာထားပါတယ်အခုရေကြီးတဲ့အထင်းမှာမှနောက်ဆက်ဖြစ်သွားတဲ့ကိစ္စတခုရှိပါတယ်ဒါကတော့ဘန်ကောက်ထဲမှာမဟုတ်ပါဘူးစူရထာနီမှာပါမလေးညတော့ကအဲငလင်အသေးစားလေးလှုပ်သွားပါတယ်ဒီကြီးနေရတဲ့ကြတဲ့ဒီဘက်ဒီဘက်ငလင်းဖက်လုံးမဲ့သူတော့အဲဒီတော်တော်ဒုက္ခရောက်နိုင်ပါတယ် ုဆိုလို့ရှိလဲရေဟာတက်ပြီးတော့မြင့်တက်လာတာကြောင့်လူရေကာတာလည်းခန္ဓာရေအာတိတ်မရှိတော့ပါဘူးဒါကြောင့်လည်းရေတွေအလုံးကြီးနဲ့တွတ်ချနေပါတယ်ဟိုကြောင့်ပဲဒီအပတ်မှာပေါ့နော်ဒီကြီးရှံမှုတွေဖြစ်နေခြင်းဖြစ်ပါတယ်ညွန်ထားမှုတွေနဲ့ပထုံထားနေညိုးနဲ့နှမျိုးနဲ့မှာပေါ့နော်ဒီမြင့်တဲ့ညီတဲ့နေရာတွေလည်းဆက်ပြီးတော့တတိပေးထားပါတယ်တတိမပေါ်စားဘူးပေါ့နော်ဒီဟာဆက်ပြီးတော့တတ်ဖို့ရှိပါသေးတယ်ခင်ဗျဒါကြောင့်ပဲကျွန်တော်တို့ဒီရွှေမြမာတွေလည်း တတိမပေါ်ကြပါနဲ့ကျွန်တော်ရှေ့ဗီဒီယိုဒီမှာလည်းပြောဦးပါလေအစင်တစ်ဖြစ်အောင်ပြင်ဆင်ထားပါမဖြစ်ခင်နေရာပြင်ဆင်ထားတာအကောင်းဆုံးပါပဲတကယ်လို့ဖြစ်လာခဲ့တည်ရှိတော့ကိုအရန်တစ်ပေါ့နော်သွာလာလို့ရအောင်ကြိုပြီးတော့စီစဉ်စရာရှိကြပြီးစီစဉ်ထားပါ ဟုတ်ကဲ့ပါအားလုံးပဲဒီလိုမျိုးဘေးအန္တရာယ်တွေမှာကင်းဝေးကြပါစေလို့ဆုတောင်းပေးပါတယ်